ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်ဝါတရာစံမှုဆောင်မဟာမြိုင်လန်းအမှတ်135မှာဖွင့်လှစ်ထားတဲ့ True Green City Cozy ဆက်ယုံပိုင်ရှင်ကဆက်ယုံအတွင်းမှာဖွဲ့စည်းထားတဲ့အလုပ်သမားသမဂ္ဂအဖွဲ့ကိုဖျက်သိမ်းပေးဖို့ PRP ချင်းချောက်မှုအပေါ်သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM ကမေလ2ရက်နေ့ကရှုံချလိုက်ပါတယ်။ ။စစ်ရုံအတွင်းဖွဲ့စည်းထားတဲ့အလုံသမားသမဂ္ဂအဖွဲ့ကလုံသားတွေပေါ်ကိုနေစာချေ6800ကျပ်ကို1000ကျပ်တိုးမြင့်ပေးဖို့တောင်းဆိုခဲ့တာကြောင့်စစ်ရုံပိုင်ရှင်ကသမဂ္ဂအဖွဲ့ကိုဖျက်သိမ်းပေးရင်နေစာချေတိုးပေးမယ်ဆိုပြီးပြောဆိုခဲ့လို့ STUM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ မြန်မာနိုင်ငံအလို့သမားများတမကဥပဒေ2017အရအလို့သမားတွေဟာတမကများဖွဲ့စည်းခွင့်အဖွဲ့ဝင်ခွင့်နဲ့တမကဆိုင်ရာလှုပ်ရှားမှုတွေလုပ်ခွင့်ရှိပေမဲ့ True Green စေယုံပိုင်ရှင်ဆိုသူကအလို့သမားတွေရဲ့အခွင့်အရေးကိုပိတ်ပင်ချိုးဖောက်ကတမကကိုဖြိုခွင်းမှုချိန်ချောက်နေတယ်လို့လည်း STUM ကဆိုထားပါဗျ။ True Green ကော်စီစေယုံပိုင်ရှင်ဆိုသူရဲ့အခုလိုမျိုးတမကဖြိုခွင်းမှုချိန်ချောက်ကျိုးပန်းလာမှုအပေါ် STUM အနေနဲ့ပြင်းထန်စွာရှုံချပြီးစေယုံပိုင်ရှင်ရဲ့လုပ်ရက်တွေကိုမှတ်တမ်းတင်စောင့်ကြည့်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြ ပါရှိပါရဲ့ရှင်။